မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့နေကျော်လာတဲ့ဒုတိယဗိုလ်ချုပ်ကြီးမျက်နှာပြက်ရတဲ့ပွင့်စစ်ဖတ်တကောင်ဟာသူ့ချက်စားရနေရကနေတခြားနေရာကိုသွားတိုက်ရင်စွမ်းဆောင်ရေးကြပြီးရှုံးတက်တယ်လို့တိုက်ချက်သမားတွေကဆိုကြပါတယ်ပြက်တိုက်ရမှာဆရာတဆူဖြစ်တဲ့သွားလေသူစာရေးဆရာကြီးတော်ရဆွေကလည်းတခြားနေသွားပြီးခွရတဲ့စစ်ဖတ်တွေဟာခွလန်းပြက်တက်တယ်လို့သူရေးခဲ့တဲ့ကြက်ဒီကစာအုပ်မှာမှတ်တမ်းတင်ခဲ့ပူပါတယ် မခွန်နိုင်ပဲအထိနာတက်တယ်လို့ဆိုလိုတာပါနိုင်ငံရေးစစ်ရေးစက်ခုံပေါ်မှာလဲနေကျော်ပြီးအဝေးကွင်းမှာသွားတိုက်ပွဲဝင်နေရတဲ့ဒုတိယဗိုလ်ချုပ်ကြီးတအူခွလန်းပြတ်တာကိုမြင်တွေ့နေရပါပြီရှမ်းမြောက်နိုင်ငံရေးနဲ့တော်လန်ရေးမြေတလင်းမှာနေကျော်ပြီး MNDAA TNL တို့နဲ့ထိတိုက်ကြီးတွေ့နေရတာကစစ်ကောင်စီရဲ့အမှန်ငါစစ်စစ်ရေးအထူးအဖွဲ့ကာဆာထမှုဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဖြစ်ပါတယ်ရှမ်းမြောက်ဟာကာဆာထနှစ်ရက်လက်အောက်ခံစစ်ဒေသဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းတောင်ပိုင်းနဲ့အရှေ့ပိုင်းကရင်ပြည်ကစစ်ရေးတွေကိုကင်ထွက်ရတဲ့ ကာစာထာနှစ်ဟာမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ PDF ပူးပေါင်းတပ်တွေရဲ့2029စစ်စင်ရေးမှာရှယ်ဘွေအရှုံးွေကြုံခဲ့ရပါတယ်။အရှုံးကြောင့်အမျက်ထွက်တဲ့အာနာသိန်းကောင်းဆောင်ကကာစာထာနှစ်မှုဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးကိုနေရာမပေးတော့ဘဲဒူကိုတယောက်လိုဆက်ဆံခဲ့ပါတယ်။စုစုပေါင်းကာစာထာ6ခုရှိပြီးစစ်ကောင်းဆောင်ကကာစာထာမှုတွေနဲ့ထမင်းလက်ဆောင်စားရင်တော့ဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးတယောက်ခွက်ပြီးခြံလက်ခံခဲ့ရတာပါ။ပြီးခဲ့တဲ့စက်တင်ဘာလမှာတော့ကာဆာထားတွေကိုပြုပြင်ပြောင်းလဲရေးလုပ်ခဲ့ပါတယ်။နေပြီးတော့လုံခြုံရေးနဲ့ဆက်စင်ရေးတွေကိုတာဝန်ယူရတဲ့ ကာဆာထ6ကိုစစ်ကောင်စီကဖျက်သိမ်းလိုက်ပါတယ်။တချိန်တည်းမှာနေပြီးတော့လုံခြုံရေးနဲ့စစ်စင်ရေးတာဝန်တွေကိုကာဆာထ5ကိုပေးလိုက်ပါတယ်။ကာဆာထ5ဟာမန္တလေးတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်း၊ရန်ကုန်တိုင်းအပြင်နေပြီးတော့ကိုပါပူးတွဲခံရပြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုဦးဆောင်စီခဲ့ပါတယ်။ကာဆာထ2ကိုတော့ဒုတိယဗိုလ်ချုပ်ကြီးစော်မင်းလက်ကိုဦးဆောင်စီခဲ့ပြီးဒုတိယဗိုလ်ချုပ်ကြီးနိုင်နိုင်ဦးရဲ့အခမ်းအနားကတော့မရေမရာဖြစ်သွားပါတယ်။ 2029ခုနှစ်စစ်စစ်ရေးမှာဆုံးရှုံးလိုက်ရတဲ့နေမျိုးတွေကိုတရုတ်အစိုးရအာကိုနဲ့ပြန်လည်ရယူဖို့ကြံစီနေတဲ့အာနာသိန်းကောင်းဆောင်ကရှမ်းမြောက်ဖွယ်မှာကာစာထားနှစ်မှုအစားဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုဦးဆောင်ခိုင်းထားပါတယ်။သူကလာရှုံးမျိုးကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ရယူစေမှာတရုတ်အထူးတန်တမန်တိတ်ရွှီကျွင်းနဲ့ဆွေးနွေးမှုကိုဦးဆောင်ခဲ့ပါတယ်။ MNDAA, DNL တို့နဲ့အပြည့်ရဲ့ဆွေးနွေးပွဲတွေကိုလည်းစေယုစုဘက်ကနေဦးဆောင်ခဲ့ပါတယ်။မကြသေးမီကတရုတ်နိုင်ငံသားရေးဝင်ကြီးဌာနအာရှရေးရအထူးကိုယ်စားလှယ်ကိုလည်းစစ်ကောင်းဆောင်နဲ့အထူးတွေ့ဆုံခဲ့ပါတယ် လာရှုံမျိုးကိုတရုတ်အစိုးရအကူအညီနဲ့ပြန်ယူပြီးတဲ့အပြင်နောက်ချိုကြောင့်ပဲဒီပေါ်မျိုးတွေကို TNL တရုတ်ကတဆင် PR ပေးပြီးစစ်တပ်ကတံပြန်ထိုးစစ်ဆင်ကပြန်လည်ထိန်ချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လောဘအတုံးမတက်နိုင်သေးတဲ့စစ်ကောင်ဆောင်ကြောင့် MNDAA ရဲ့သဘောထားပြန်လည်တင်းမာလာသလိုရှမ်းမြောက်ပိုင်းအခြေအနေလည်းတကြော့ပြန်ရှုပ်ထွေးနေပါတယ်။လာရှုံမျိုးအနည်းနဲ့ပြည်တော်စုလမ်းပိုင်းမှာတက်ဆွဲထားတဲ့ MNDAA တပ်တွေစုပ်ပေးဖို့နိုဝင်ဘာလ17ရက်နေ့ကလာရှုံမျိုးကစင်နကောင်ဟိုတယ်ဆွေးနွေးပွဲမှာ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကဖီအားပေးတောင်းဆိုခဲ့တာကို MNDAA ကလက်မခံလို့ဆွေးနွေးပွဲပြတ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်းတရုတ်နယ်စပ်နဲ့ MNDAA ထိန်းချုပ်ဒေသတွေကိုဖျက်လာတဲ့ကုန်ကားတွေကိုစစ်ကောင်စီကဖမ်းဆီးတယ်လို့လာရှိုးတီဘောကြားကဒုထဝရီမြေကူတရာကိုလည်းနှစ်ဖက်စလုံးကပိတ်လိုက်ပါတယ်။ရတရပတ်ကြာလာတဲ့နိုဝင်ဘာလ16ရက်နေ့အထိပြန်မဖွင့်သေးပါဘူး။နှစ်ဖက်စလုံးရဲ့ခေါင်းခိုင်ဆက်ရာတရုတ်အစိုးရကိုယ်စားလှယ်ရှေ့မှာထိုးထားတဲ့အပြစ်ခတ်ရဲစဲရေးစာချုပ်ပါအချက်တွေထက်စစ်ကောင်စီဘက်ကပိုပြီးလောဘတက်လာလို့ ်ရှမ်းမြောက်သတင်းချင်းမြက်ကပြောပါရယ် MNDAA ဟာ2023ခုနှစ်အောက်တိုဘာလ28ရက်မှာမြောက်ပိုင်းမဟာမိတ်ညီနောင်တွေဖြစ်တဲ့ AA TNL တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029စစ်စင်ရေးစတင်ခဲ့ပါရယ်လာရှို့လောက်ကိုင်းချင်းရွှေဟောင်းမုံကိုဖောင်ဆိုင်ကုံချံပန်လုံးကွမ်းလုံးသိနီတာမိုးငယ်ပန်ဆိုင်မြို့တွေကိုတင်ပိုက်ခဲ့ပါရယ်တရုတ်အစိုးရရဲ့ဖိအားကြောင့်လာရှိုးမြို့ကို2025ခုနှစ်ဧပြီလမှာစစ်ကောင်စီတပ်ပြန်လွှဲပေးခဲ့ရပါတယ် တိန်နီမျိုးကိုလည်းပြန်ပေးဖို့စေအုပ်စုမကြာခဏဖီအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။လက်ရှိမှာဒုတိယပို့ချုပ်ကြီးကိုကိုဦးရဲ့ MNDAA ကိုပဟိုပြုထားတဲ့ရှမ်းမြောက်အခြေအနေကဘလို့အဆုံးသတ်မယ်ဆိုတာမသိရသေးပါဘူး။ဒါပေမဲ့ MNDAA ကတော့စစ်တပ်နဲ့ရဲစဲရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီး စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိဖို့2029စစ်စီရေးနှစ်နှစ်ပြည့်တဲ့အောက်တိုဘာ29ရက်ကနေထုတ်ပြန်ခဲ့မှုပါတယ်။တိမ့်ပိုက်ပြီးသားဒေသတွေကိုပြန်ပြီးလက်မလွတ်ဘူးဆိုတဲ့သတင်းစကားမျိုးကိုလည်း MNDAA ကမကြာခဏအရှိအကဲပြဖို့ပါတယ်။ MNDAA စစ်ဦးစီးဌာနကပြီးခဲ့တဲ့ဇူလိုင်လ26ရက်ကကျင်းပခဲ့တဲ့2025ခုနှစ်ပထမနှစ်ဝက်အတွင်းလုပ်ငန်းအခြေအနေအကျဉ်းချုပ်အစည်းအဝေးမှလည်းတပ်ဖွဲ့ဝင်အလုံးလာမဲ့ဒုတိယနှစ်ဝက်အတွင်းစည်ရေးလေ့ကျင့်မှုအရှိန်မြှင့်မယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ23ရက်မှာကိုခိုင်မျိုးကရာစုတိဟိုတယ်နှစ်အနီးကိုစစ်ကောင်စီကပုံချေခဲ့စဉ်ကလည်းတရုတ်အစိုးရရဲ့စီးဆက်ညှိနှိုင်းမှုနဲ့ခက်ခဲစွာရရှိထားတယ်။အပြစ်ရဲ့သဘောတူညီချက်ကိုပြင်းထန်စွာချိုးဖောက်တာလို့ MNDAA ကဝေဖန်ခဲ့ပါတယ်။ဒီလို့ရဟာနှစ်ဖက်ယုံကြည်မှုကိုထိခိုက်စေပြီးရှမ်းပြည်မြောက်ပိုင်းမှာတိုက်ပွဲတွေပြန်ဖြစ်နိုင်ခြေကိုအရှိန်မြှင့်လိုက်တာလို့ဆိုပါတယ်။ဒါပြင် MNDAA အနေနဲ့ထိမ့်သိမ်းနိုင်စွမ်းကိုဆက်လက်ထိမ့်သိမ်းထားစေလို့အတည်ပြုခဲ့ပါတယ်။ စစ်ကောင်စီနဲ့ဆက်ဆံရေးလက်ခဲတဲလဲဖြစ်နေတဲ့တချိန်ထဲမှာပဲ MNDAA ကထိန်းချုပ်ထားတဲ့မျိုးနယ်တွေကိုဒေသဖွံ့ဖြိုးရေးနဲ့အုပ်ချုပ်ရေးရန်နေရာလေပတ်ရေးဆက်လက်အရှိန်မြင့်နေခဲ့ပါတယ်။လာရှိုတီဘောလန်ပိုင်းကတရားကိုတန်ဆူးချိုးနဲ့တဲအိတ်ချပိတ်ထားတဲ့ဒီရက်တက်တပတ်ထဲမှာတောင်မြောက်ပိုင်းသုံးဖွဲ့ထိန်းချုပ်ထားတဲ့ကျင်းစန်းကြော့နယ်စပ်ဂိတ်ပတ်ဝန်းကျင်မှာဆိုလာမီးတွေလိုက်ပြီးတက်ဆင်နေကြတာပါ။ဒီချင်းတွေကိုစစ်အုပ်စုကမျက်စိစပင်မွေးစူးနေပါတယ်။ သူ့ကိုငွေလန်းခင်းနိုင်တဲ့အဓိကနှက်ဆက်ကုံသွဲရေးလမ်းကြောင်းမန္တလေးမှုစိန်ပြည်တော်စုလမ်းပေါ်ကမြို့တွေကိုပြန်ရချင်နေပေမဲ့အဓိကနေရာတွေအားလုံးကိုတော်လှန်ရေးတပ်တွေကသိမ်းပိုက်ထားပါတယ်။စစ်ကောင်စီမှပိုင်ပိုင်နိုင်နိုင်လက်ဆုပ်လက်ကင်ပြဆရာရှိမနေပါဘူး။အရှင်ဆုံးဖြစ်ရအနေနဲ့တီပေါ်မြို့ကိုထိန်းချုပ်ထားတယ်လို့ဝါဒဖြန့်ကြေညာထားပေမဲ့မြို့ပေါ်ကဒုထဝရီမြေကူးတရားကိုတောင်တစ်ဖက်ပဲထိန်းနိုင်တာဖြစ်ပါတယ်။လာရှုံမြို့ကိုလည်းမြို့ပေါ်ပဲကွက်ထိန်းချုပ်နိုင်တာဖြစ်ပြီးမြို့ပြင်ထွက်တာနဲ့ MNDAA တပ်တွေရဲ့စစ်ဆေးမှုကိုခံယူရနိုင်ပါတယ်။ အခုဆိုရင် MNDAA နဲ့စစ်ကောင်စီဟာအပြည့်အကလအတော်မှာဆက်ဆံရေးအတင်းမှဆုံးအခြေအနေဖြစ်နေပါတယ်။နိုဝင်ဘာလ17ရက်နေ့မိုးလယ်ပိုင်းကလာရှိုးမြို့စင်နကောင်ဟိုတယ်ထဲကနေကားအပြင်မောင်းနေထွက်ခွာသွားတဲ့စစ်ရင်တန်းတွေကအနက်ရောင်ကားတစ်စီးပေါ်မှာဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးတယောက်မျက်မှောင်ကုတ်ပြီးပတ်သွားတယ်လို့ယင်တွေးလိုက်ရသူတချို့ကဆိုပါတယ်။ဒါကနေကျော်လာတဲ့ဒုတိယဗိုလ်ချုပ်ကြီးတယောက်ရဲ့ကြာရှုံးခန်းအဆလာဆိုတဲ့မိကွန်းတစ်ခုကာဆာထအတိုင်းဝိုင်းမှာတီတိုထွက်ပေါ်လာပါတယ်။ ဆက်လက်ပြီးမြန်မာနိုင်ငံဟာစားနပ်ရိက္ခာမလုံလောက်မှုစိုးရိမ်ပွဲအစ်စ်မှာဆက်ရှိနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းမှုနဲ့အတူလက်နက်ကိုင်ပဋိပက္ခတွေကြောင့်မြန်မာနိုင်ငံဟာစားနပ်ရိက္ခာမလုံလောက်မှုအတွက်စိုးရိမ်ပွဲအစ်စ်မှာဆက်ရှိနေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA ကထုတ်ပြန်ပါတယ်။နေရစွန့်ခွာသူတွေများလာတဲ့အတူကမ္ဘာစားနပ်ရိက္ခာဖူလုံရေးအဖွဲ့ရဲ့နောက်ဆုံးထုတ်အစီရင်ခံစာအရမြန်မာနိုင်ငံဟာစားနပ်ရိက္ခာမလုံလောက်မှုအတွက်စိုးရိမ်ပွဲအမြင့်မားဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရဆဲဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိတိုင်းနယ်ပြည်နယ်တွေမှာစစ်ကောင်မရှင်တန်းနဲ့တော်လိုင်းရဲတပ်ဖွဲ့တို့အကြားပြည်ပခန့်တွေဆက်ဖြစ်နေပြီးနေစဉ်ဖြစ်ပျက်နေတဲ့လက်နက်ကြီးပစ်ခတ်မှုတွေလက်နက်ကိုင်တိုက်ပွဲတွေနဲ့နေရာအနှံ့တိုက်ပွဲခေါ်ဆောင်မှုတွေကြောင့်အယက်သားထိခိုက်မှုနဲ့နေရာအနှံ့ပြနေရက်ဆုံးခွာတိမ်းရှောင်ရမှုတွေဆက်လက်ဖြစ်ပေါ်နေတာပါပြီးခဲ့တဲ့အောက်တိုဘာလနဲ့နိုဝင်ဘာလဇန်ပိုင်းကဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲတွေကြောင့်မိသားစုအများအပြားဟာသူတို့ရဲ့နေအိမ်တွေကိုစွန့်ခွာခဲ့ကြရပြီးလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေပုံမုံများပြလာခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ် အဲ့ဒီထဲမှာတော့ရခိုင်ပြည်နယ်အတွင်းကမှောင်တော်နေဘူးသီးတောင်မြို့နယ်တို့မှာအဟာရပြည့်ဝမှုဆိုင်ရာအခြေအနေတွေကလျင်မြန်စွာဆုပ်ယုပ်လာနိုင်ဖွယ်ရှိတယ်လို့ခန့်မှန်းထားပါတယ်။ UNOCHA ကတော့လက်ရှိ2025ခုနှစ်ခုံဆုံးဖို့၂လလောက်ပင်မကြံတော့တဲ့အချိန်ထိ2025ခုနှစ်ရဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ် HNRP အတွက်ရန်ပုံငွေ15ရာခိုင်နှုန်းလောက်သာရရှိထားတယ်လို့အသိပေးထားပါတယ်။အခုလိုရန်ပုံငွေဆိုးရွားစွာမလုံလောက်မှုဟာလိုအပ်နေသူတွေလူဦးရေတန်းပေါင်းများစွာကို လူမှုဘဝရှင်သန်ရေးအကူအညီတွေပေးအပ်နိုင်ရေးအတွက်အလွန်ခက်ခဲစေတယ်လို့ UNOCHA ကသတိပေးထားပါတယ်။ UNOCHA ကတော့နိုင်ငံတော်ဝန်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်2025ခုနှစ်နိုဝင်ဘာလအထိပြည်တွင်းနေရက်ဆုံးခွာသူ3.6တန်းအထိထိုးလာတယ်လို့ခန့်မှန်းထားပါတယ်။ဆက်လက်ပြီး KK ပတ်ထဲကြာဖြန့်လို့ရှိနေစဉ် အွန်လိုင်းငွေလင်ကိုင်းကြဖြတ်နှိမ်နှင်းရှင်းလင်းရေးဟုဆိုကာစစ်ကော်မရှင်နှင့်ကရင်နယ်ကြားဆောင်တပ် PDF တို့ပူးပေါင်းပြီး KK ပတ်ဝန်းအတွင်ရှိအစအဦးတချို့ကို၄မိုင်ခွဲဖျက်ဆီးပြနေတော့လေနိုင်ငံသားသားများရှိနေဆဲဖြစ်ပြီးယနေ့ထိုးဝင်းအတွင်မှနိုင်ငံသားသားများထွက်ပြေးမှုထပ်မံဖြစ်ပွားခဲ့ကြောင်းနေဆက်တရင်ရင်မြက်ကပြောပါရယ် KK ပတ်မှထွက်ပြေးလာတဲ့နိုင်ငံသားသား30ကျော်တို့သည်တောင်ရင်မြကန်ရှိပြောင်းကင်းများအားဖြတ်၍ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးသွားခဲ့သည်ကိုယနေ့နေ့လယ်ပိုင်းတွင် တွေ့ရှိခဲ့ရကြောင်းဒေသခံများကဆိုပါရယ်တခခိုင်အထူးတပ်ဖွဲ့မှ တာဆိုင်လွတ်မြို့နယ်ဗမ်မေတောင်အတွင်းကင်းလယ်နေစဉ် KK ဗမာထိုင်းနိုင်ငံသို့တရားမဝင်ထွက်ပြေးလာသောနိုင်ငံသားသား39ဦးကိုဖမ်းဆီးရမိခဲ့ကြောင်းထိုင်းသတင်းဌာနသက်ရပိုတာကယနေ့ဖော်ပြပါသည်အမျိုးသား34ဦးနှင့်အမျိုးသမီး5ဦးပါဝင်သည့်အဆိုပါနိုင်ငံသားများတည်းပါကစ္စတန်12ဦးအိန္ဒိယ2ဦးနီပေါ်2ဦးယူဂန်ဒါ3ဦးတောင်ဆူဒန်တဦး၊ကင်ညာတဦး၊အီဂျစ်စနက်ဦး၊ဗီယက်နမ်တဦး၊ကာဆတ်သုံးဦး၊ဂူယွန်တီတဦးနဲ့ရဝန္တာတဦးတို့ဖြစ်ကြောင်းသတင်းကဆိုပါတယ် နေဆက်တရင်ရင့်မြင့်တအူးကလည်းမနေ့ကညနေပိုင်းမှာဖောက်ခွဲတာခါတိုင်းထက်ပိုပြင်းနေအထန်အကျဲကြီးနဲ့တော်တော်လေးတုံသွားတယ်။ဒါကြောင့်အထက်ကကြံနေတဲ့နိုင်ငံသားသားတွေမနေရတော့လို့ထပ်ပြီးထွက်ပြေးလာတာဟုတရင်ဌာနကိုပြောပါတယ်။ကရင်ပြည်နယ်မြောက်ပိုင်းမြို့တောင်ပတ်ခွနမိုင်အကွာမဲထောတလေးရွာနဲ့အင်ချင်းမြိုင်ရွာကြားဧက900အကျဲဝန်ရှိ KK ဘတ်မြို့သစ်စီမံကိန်းခွင်အတွင်တရုတ်နိုင်ငံသားများဦးစီးသည့်ကြားဖြတ်အလုပ်ဆိုင် AA1 မှ AA City ဇုံကြီး6ခုရှိနေပြီးစစ်ကော်မရှင်ဦးစီးပြီးစိုက်သုံးနှင်း ဆိုင်နှစ်တို့ဘက်မှအဆောက်အဦများကိုအဓိကဖြိုချဖျက်ဆီးနေကြောင်းဒေသခံများကဆိုပါတယ်။ PGF နဲ့နီးစပ်တဲ့ကရင်တရင်ရင်းမြစ်တအုပ်ကအဓိကဆုံသုံးဘက်ကဒီအောက်ခန်းတွေထဲမှာသူတို့တပ်ပစ်တဲ့နေရာတွေကိုတပ်တွေတွေဖျောက်ဖျက်နိုင်ဖို့ခောက်ခွဲဖျက်ဆီးပြီးရှင်းနေတာ။အခြား site တွေကအဆောက်အဦတွေကအခုထိဘာမှမဖြစ်ဘူး။အဲ့ဒီဘက်မှာနိုင်ငံသားတချို့လည်းစက်နေနေကြတယ်လို့သိရတယ်ဟုပြောပါတယ်။ကြဖြတ်အလုတ်စိုက်ထောင်ချီရှိနေသည့် KK ဘက်ကို စစ်တပ်ကအော်တိုဘာ22ရက်တွင်ဖွင့်စည်းပြီးနောက်23ရက်မှစ၍နေ့စဉ်ဒီပါမိုင်းခွဲဖြတ်စည်းပြကကြားဖြတ်များအောင်အမြင့်ဖြတ်ချိန်မုံသွားမည်ဖြစ်ကြောင်းစစ်ကော်မရှင်မှမကြာခဏထုတ်ပြန်နေသလို KK ဘက်အစအဦးအလုံးဖြတ်စည်းသွားမည်ဖြစ်ကြောင်းလည်းစစ်ကောင်စာဖို့ချုပ်မှုကြီးမင်းအောင်လိုင်ကိုတိုင်ပြီးခဲ့သည့်ရက်ပိုင်း၌ပြောဆိုထားပါသည်။ထို့သောမြေပြင်တွင်မူ KK ဘက်ဝင်အတွင်ရှိကြားဖြတ်ဆိုင်များမှနိုင်ငံသားသားများကိုပင်ရှင်းလင်းရေးအဆုံမလုထားသည့်ကိုယနေ့ထွက်ပြေးလာသည့်နိုင်ငံသားသားများကသက်တည်ပြနေကြောင်းဒေသခံများနှင့်နေဆက်တဲ့ရင်းမြစ်များကထောက်ပြပြောဆိုပါသည်။